အကန်းစနစ်ဖူစိတ်မာစိတ်နဲ့ငကိုစိတ်လိန်စိတ်တဘာဝနေရာမှာအပြင်ကမိမလှကိုချက်အောင်လှုပ်တက်ဖို့ထက်စိတ်ကူတွေကမိမကိုလှအောင်လှုပ်တက်ဖို့လိုတယ်မာဆယ်ပူး လူကိုလိန်ဝိဒေတာအဖြစ်အမျိုးအစားခွဲခြားလို့ရပါတယ်။ဒါပေမဲ့ဆဲ့ရခန်ညီအနေနဲ့တော့အဖိုးဆန်နဲ့ညီရောအမဆန်နဲ့ညီရောနှမျိုးလုံးလူတိုင်းမှာရှိပါတယ်။မွေးရပါဖြစ်တဲ့အတွက်ညီစိတ်အခြေခံနဲ့အရေးအချင်းနဲ့အရေးအသွေးတွေကိုစီရှိကြပါတယ်။ညီဆိုတာကမွေးရပါကြောင့်လည်းဖြစ်နိုင်တယ်လို့ပြင်ပရိုက်ခတ်မှုတွေနဲ့လွမ်းမိုးမှုတွေကြောင့်လည်းပြောင်းလဲတိုးတက်နိုင်ပါတယ်။အဲဒါကြောင့်တချို့ကလေးတွေက အမေနဲ့ပူတူတာတို့ အဖေနဲ့ပူတူတာတို့ဆိုပြီးတော့ဖြစ်တတ်ပါတယ်အဖိုးအဖွားတွေဥလေးအတော်စသဖြင့်နီးစက်ရပုံကုန်နဲ့ညီရဲ့နီးစက်ရပုံကုန်ရဲ့ညီနဲ့ဇယိုက်ကို ပုံတူကူးဆက်မိတယ်လို့မျိုးပုံတူကူးဆက်မိတယ်လို့မျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့ကိုယ်ွယ်ယုံကြည်မှုထုံတန်းအစဉ်အလာ အစွဲကြီးမှုအတွေးအမြင်အယူအသီးမှုစသဖြင့်အလေးအထတွေကြောင့်လိန်စိတ်အခန်းကြီးနဲ့အမှုအကျင့်တဘာဝကို လေဝိဒေတာတဘာဝနဲ့ရောလိုက်ပြီးစံကျင်ဘက်သဘောတရားတွေလိုမျိုးအတင်းအကျပ်သတ်မှတ်တတ်ကြပါတယ်။အဲ့ဒါနဲ့တင်လူမှန်ရင်လေဝိဒေတာလေဝိဒေတာရောလိန်စိတ်ရောတမျိုးတည်းဖြစ်ကိုဖြစ်ရမယ်လို့ပုံသေးစံနဲ့အတင်းအဓမ္မခွဲကြကြတယ်။တဘာဝမကြတဲ့တလွဲစံကြောင့်ခက်အဆက်ဆက်မှာလေအခြေခံလူမှုပရိပခအတိုက်အမျိုးရေးရာပြဿနာတွေဖြစ်ခဲ့တယ်။အပြစ်မဲ့အသက်ပေါင်းများစွာနဲ့စတေးခဲ့ကြရတယ်။ ဒါနဲ့တင်မဟုတ်သေးပဲလိန်အခြေခံခွဲခြားဆက်ဆံမှုကြီးကိုလူသားမျိုးနွယ်တရက်လုံးနဲ့အသားကြအောင်တောက်လျှောက်ပုံသွင်းခဲ့တာကြောင့်လိန်မှုရေရာတိုးတက်ပြောင်းလဲတဲ့အတွေ့အကြုံမျိုးကိုတွေးကြံယူဆလက်ခံရင်ဖောက်ပြန်သူအဖြစ်သမုတ်တက်ကြသေးတယ်။လိန်ပုံဒီဆန်ကြောင့်ကောင်းစေကံလူသားတွေကစန့်ကျင်ဘက်လေအပေါ်အစိုးမြင်လာကြတယ်အတကြီးတဲ့တတဝါဝဖြစ်တဲ့ဤသူလိန်မိုင်းဆိုင်ရာအစိုးရမှုအယူအဆတွေနဲ့လိန်ဝါဒအပေါ်အစွဲကြီးကုန်တယ် ဘဝါဒနဲ့မဝါဒရဲလို့ခွဲခြားတတ်မှတ်လိုက်ကြတယ်။အာသာသူအနိုင်ရကြီးအာနွယ်သူနောက်ဆုံးအတန်းအစာခွဲခြားတဲ့ထုံနှံတရံနဲ့လူမှုအသိုက်အဝန်းကိုတိဆောက်ကြတယ်။တဘာဝမကြတဲ့ဤစနစ်နဲ့လူမှုအဖွဲ့အစည်းကိုတိဆောက်နေကြတဲ့အတွက်မတရားမှုတွေကိုတွင်တွင်ကျင့်သုံးပြီးတော့အဲ့ဒီမတရားမှုကျင့်သုံးနေတာကို တရားမှုအဖြစ်အယုံသွင်းအတင်းလက်ခံလိုက်ကြတယ်။လူတဘောလူမနောကိုလေးလာနေတဲ့သူအနေနဲ့ ဖူစိတ်မစိတ်ငကိုစိတ်ကိုသဘောပေါက်ထားရမယ်။လိန်စိတ်အခန်းကြီးဟာလူသားရဲ့စွမ်းဆောင်ရည်ခွန်အားအသိဉာဏ်ရည်အစဉ်အတန်းပေါ်တိုက်ရိုက်လွှမ်းမိုးတက်ရောက်မှုရှိပါတယ်။ဒီစိတ်အခန်းကြောင့်ဇယိုက်တဘာဝအပြောင်းလဲတိုးတက်လာတာဖြစ်ပါတယ်။ဒါကြောင့်လိန်ဖြစ်တီစိတ်ကိုလစ်လျူရှုထားလို့မရပါဘူး။သဘောတရားများအတိဉဏ်ကောင်းကောင်းအလုံးလုံးတဲ့တေတန်းစာအရွယ်ကစလို့အသက်40မတိုင်ခင်ကဘဝဟာအင်မတန်ဆိတ်လို့ရှာဖို့ကောင်းပါတယ် ရှုပ်ထွေးလို့နဲ့လောကကြီးရဲ့တဘာဝကိုမတိမိုင်မဲစွာနဲ့စူးစမ်းရင်ကိုဘဝရဲ့အတိတ်ပဲကိုအပြေရှာကြရတယ်။အကောင်းအဆိုးနှမျိုးလုံးကိုခံစားလိုက်။ตาရလိုက်နဲ့အသက်ရှင်မှုအတွက်မဖြစ်မနေကြိုးစားအားထုတ်ရင်ပြောင်းလဲနေတဲ့ဘဝတန်ဖိုးနဲ့အတူရှင်သန်ခဲ့ကြရတယ်။ဒါပေမဲ့အသက်40လေးကျော်ရောအရာအလုံးကပြောင်းလဲသွားပြန်တယ်။40မတိုင်ခင်ကဖြစ်ခဲ့ဘူးသမျှကိုမပြတ်စည်းစေခြင်းနဲ့စိတ်ဖြစ်ရင်ဖြစ် မဖြစ်ရင်ပြောင်းလဲမှုကြီးတစ်ခုပြန်ဖြစ်လာဖို့မျှော်လင့်ပြန်ရောဖြစ်တည်မှုပြိပခါရဲ့ရိုက်နှက်မှုတန်ကိုအကြီးအကျယ်ခံရတော့တာပဲလောကကြီးအပေါ်ရှုမြင်သုံးသပ်ပုံလဲပြောင်းသွားပြီးဘဝအပေါ်နားလည်ထားတဲ့အတိတ်အပေတွေကိုလည်းပြောင်းလဲတွေးခေါ်ခြင်းစိတ်ပေါက်လာတယ်ဒီချိန်နဲ့ဘဝနဲ့ရှင်သန်ခဲ့ရသည်ဖြစ်စေမတီချိန်နဲ့ဘဝနဲ့ဒုက္ခများခဲ့ပါစေဘာပဲဖြစ်ဖြစ်အရင်နဲ့မတူတဲ့ဘဝမျိုးကို တောင်းတမိတယ်ဘဝတက်ကိုလိုချင်စိတ်ပြင်းပြလာတယ် ကိုယ့်ရဲ့ဖြစ်တည်မှုကိုအတိတ်ပဲပြန်ကောက်ဖို့လိုအပ်လာတယ်။အရင်တုန်းကဘလို့ရက်တည်မှုမျိုးနဲ့မဆိုရှင်သန်ခဲ့ပါသေး။အခုချိန်မှာ အရင်နဲ့မတူတဲ့ရှင်သန်မှုမျိုးဖြစ်ရမယ်လို့တွေးလာတယ်။ကောင်းတာပဲဖြစ်နေပါသေး။စိုးရာကြီးကိုလည်းတီးခတ်နေရပါသေး။မတူတဲ့ဘဝမျိုးကိုလိုချင်တော့ကိုယ်တင်ယူလေ့လာခဲ့သမျှအတိအမြင်တွေကအစကြုံတွေ့ရင်ဆိုင်ခဲ့သမျှအတွေ့အကြုံတွေအစုံအားလုံးကိုအစာထိုးပြခြင်းစိတ် ပေါက်လာတယ် ငါကပဲသူလဲငါလိုအပ်နေတာဘာဖြစ်မလဲအရင်ကငါဘာဖြစ်ခဲ့တာလဲအခုငါဘာဖြစ်ချင်တာလဲငါဘယ်လိုရှေ့ဆက်ရမလဲဒါကိုတတ်လက်ပိုင်းပရိပခါလို့ခေါ်ပါတယ်ပြေရှင်းဤတွင်အများကြီးရှိပါれစိတ်ပညာရှုထောက်ကနေပဲဖြစ်ဖြစ်ဈေးပညာရှုထောက်ကနေပဲဖြစ်ဖြစ်ဘာသာရေးကိုးကွယ်မှုထုံးတဲ့အစဉ်အလာစသဖြင့်ကိုကြိုက်တဲ့နည်းနဲ့ဖြည့်ရှင်းပါဒါပေမဲ့အထီးရောက်ဆုံးတဲ့အဖြစ်တင်ဆုံးဖြည့်ရှင်းဤကတော့ နဂူစိမ့်တဲ့ဘဝတစ်ကိုပြန်ထူထောင်နည်းဖြစ်ပါတယ်။ဖူစိမ့်ပါစိမ့်နှမျိုးရှင်တွေးခေါ်ခြင်းဖူဆဆန်တွေးခေါ်မှုဖူဆဆန်တွေးခေါ်နည်းကအာယုံဆိုင်စရာရှိတာကိုစူးစိုက်ထားပြီးတူယူစိမ့်နဲ့အတူဖြစ်ရက်တွေကိုအစဉ်အတိုင်းတစ်ခုပြီးတစ်ခုဖြည့်ရှင်းနည်းပါ။ဖြစ်ရက်တိုင်းကိုအစိမ့်အပိုင်းအလိုက်တစ်ခုခြင်းစီခွဲထုတ်တဲ့နည်းပါ။စေရရဆန်နဲ့ပိုင်းဖြတ်တွေးခုံနီးလို့လဲခေါ်ကြပါတယ်။မဆဆန်တွေးခုံနီးကတော့ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုလုံးရဲ့အခြေအဆက်တွေကိုအာယုံစူးစိုက်တွေးခေါ်နေဖြစ်ပါတယ်။လူအုပ်စုတစ်ခုကိုဂိုင်းတွဲတဲ့နေရာမှာတယောက်နဲ့တယောက်ဘယ်လိုအခြေအဆက်ရှိမလဲ။အဲ့ဒီလိုအခြေအဆက်တွေကနေဘယ်လိုအသုံးချလိုက်ရင်ဘာအကျိုးတော်အောင်လုပ်လို့ရနိုင်မလဲဆိုပြီးတော့ပေါင်းစုတွေးခေါ်နည်းမျိုးပါ။အစ်စ်အပိုင်းအလိုက်ခွဲခြားမနေတော့ပဲအဖြေရလက်အတွက်ဦးစားပေးတွေးခေါ်တဲ့နည်းလေးဖြစ်ပါတယ်။တွေးနည်းဂျန်ဒီတစ်မျိုးလောက်နဲ့ကိုယ့်အရေးအသွေးကိုအကန့်အသတ်ထားမိတတ်ကြပါတယ်။ အကယ်လို့ပန်းမြားတဲ့တွေးခေါ်နီးတွေနဲ့အလုံးလုံးကြမယ်ဆိုရင်မအောင်ကြစရာအကြောင်းမရှိပါဘူးဖိုးဆန်းဆန်းတွေးလို့ရင် ကောင်းတဲ့အချက်ကဂါဂါနာနာနားလည်မယ်စိတ်စိတ်ဆက်ဆက်အလုတ်တက်မယ်စိတ်စိတ်ဆက်ဆက်အလုတ်လုတ်တက်မယ်ဒါပေမဲ့ကိုတွေးခေါ်နိုင်တဲ့ပမာဏထပ်ပူတဲ့ဖြစ်စဉ်ဖြစ်ရက်တွေအပေါ်သုံးသက်ဝေဖန်ရရင်မကြံတက်မတွေးတတ်တော့ဘူးဘလောက်ပဲရိုးရှင်းတဲ့အလုပ်တစ်ခုဖြစ်နေပါစေခြုံငုံပြီးတော့အပြေမထုတ်တတ်တော့ဘူး မဆန်တဲ့အတွေ့များပြန်ရင်ကောင်းတဲ့အချက်ကဘလောက်ပဲရှုပ်ထွေးခက်ခဲနဲ့နေတဲ့ပြဿနာဖြစ်နေပါစေအရင်စစ်အဖြေထုတ်တဲ့နေရာမှာခြုံငုံသုံးသက်နိုင်တာကြောင့်ပြဿနာရဲ့အရင်အမြင့်အထိလိုက်နေစရာမလိုတော့ပဲပြဿနာရဲ့အရင်အမြင့်တွေကိုဖြစ်နိုင်ခြင်းစူးစီးပြီးတော့အပြေရှားနိုင်ပါတယ်ဒါပေမဲ့စိတ်ဆက်သေးချမှုတိကျခိုင်မာမှုမရှိပြန်ဘူးဒါကြောင့်ဒီစိတ်နှမျိုးလုံးကို အခြေအနေသဘောတဘာဝအနေအထားလိုက်မျှပြီးတော့တွေးခေါ်တတ်ရမယ် ဖူဆန်မဆန်တဲ့အမှုအကျင့်နဲ့လောက်ကင်ရင်ဖူဆန်တဲ့အလုပ်လုပ်ပုံကတဲတိုးဆန်တယ်အယိုးဆန်တယ်ပြဿနာတစ်ခုကိုဖြေရှင်းနိုင်ချက်ချင်းတုံ့ပြန်တယ်ပြဿနာအရင်အမြင်မရောက်မချင်းရှေ့ဆက်ပြီးတော့တစ်ခုပြီးတစ်ခုဖြေရှင်းတယ်တိုက်ခိုက်စရာရှိတာတိုက်ခိုက်ခုခံစရာရှိတာခုခံလုံစရာရှိတာကိုချက်ချင်းလုပ်ပြီးအမြင့်ပါမချင်းရှင်းထုတ်တယ်အခက်အခဲအတားအဆီးတွေ ရှိလာခဲ့ရင်မရမကအတင်းတိုးဝင်ပြီးတော့ဖြေရှင်းတယ်စုံစားမှု စတေးမှုကြမ်းတမ်းမှုရက်ဆက်မှုခတ်တံမှုတွေကိုလုပ်ဖို့ဝန်မလေးသလိုဆုံးရှုံးမှုအပေါ်ထဲမတွေးတက်ပဲရလက်ကိုဦးစားပေးကြတယ်။မဆန်တဲ့အလုပ်လုပ်ပုံကြတော့ပြဿနာ ပရိပက္ခတစ်ခုခုနဲ့ထိတ်ထိုက်ရင်ဆိုင်ရပြီးဆိုတာနဲ့ရှေ့တိုးရှေ့ထွက်ထားသမျှကိုနောက်ဆုတ်လိုက်တယ်။ရွေးချယ်စရာများအောင်ဖန်တီးတယ်။မလိုအပ်ပဲမစွန့်စားဘူး။ဆုံးရှုံးမှုနဲ့ရလက်ကိုမျှကြည့်တွတ်တယ်။အလင်းစလိုဖြည့်ရှင်းနေကိုမတုံးပြအောင်စင်ကျင်နေတယ်။ စက်တိုက်ဆရာမလို့ပဲအနိုင်ရတဲ့နီးနဲ့ရန်သူပြိုင်ဘက်အပေါ်အနိုင်ပိုင်းတယ်ဘူဆန်တဲ့အမှုအချင်းကစွန်စားလွန်ရာကြတာကြောင့်ရလက်ကောင်းကျိုးတတ်ဆုံးရှုံးမှုတွေများလေရှိတယ်ပြဿနာကိုဖြေရှင်းတာမြန်နိုင်ပေမဲ့ထိခိုက်နေတာမှုစတေးရမှုပေးဆက်မှုများတယ်မဆန်တဲ့အမှုအချင်းကြပြန်တော့ချက်ချင်းလက်ငင်းတုတ်ပြန်မှုမရှိတာကြောင့်ပြဿနာ ပရိပခဖြစ်ပွားခြင်းပိုကြတယ်ရွေးချယ်စရာနီးလန်းအမျိုးမျိုးနဲ့ထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင် ဖြည့်ရှင်းခြင်းဖြစ်တဲ့အတွက်အောင်နိုင်မှုထက်ကြည်အေးရမှုကများတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူသဘော လူမနောစာအုပ်အပိုင်း30ပဲဖြစ်ပါတယ်။ဖူစိတ်မစိတ်နှစ်မျိုးတွဲဖက်ပြီးဆင်ခြင်ခြင်းဖူဆန်းတဲ့စိတ်ကအမားတွေနောင်တတွေကြုံလာရရင်ကိုယ်အမားကိုဝန်ခံဖို့အထက်ကိုယ်အမားကိုဝန်ခံဖို့အထက်သူများကိုအရင်အပြစ်တင်ခြင်းနဲ့အခြေအနေနဲ့အချိန်အခါအနေအထားတွေအပေါ်အပြစ်ပုံချတတ်တယ် ဒါပေမဲ့အောင်မြင်မှုတွေအကျိုးရလဒ်တွေဖြစ်လာရင်တော့သူများရဲ့ကြိုးစားအားထုတ်မှုရလဒ်ကို ကိုဟာအဖြစ်နာမည်ခံတတ်တယ်အတ္တကြီးစွာအရှက်မရှိလှုပ်ရဲလို့နေမဆန်တဲ့စိတ်ကြတော့ကိုကိုကိုအပြစ်မြင်စိတ်များလို့နေငါအတုံးမကြအရခေါင်းလားဆိုပြီးတော့မလုံစိတ်များတယ်ဖိုးဆန်းတဲ့စိတ်နဲ့တွေးခေါ်လေးရှိသူတွေကအမားကနေတင်ကန်းစာယူတာနေတယ်အောင်မြင်မှုရမှသာအတိတ်ကဖြစ်ရတွေကို ပြန်တွေးပြီးတော့တန်ဝေကစိတ်မွေးတက်တယ် မဆန်တဲ့စိတ်နဲ့တွေးခေါ်လေးရှိတဲ့သူတွေကြတော့အမားတွေကလည်းတင်ကန်းစာယူလုံးပြီးကိုယ့်ရဲ့ယုံကြည်စိတ်ကိုမရည်ရွယ်ပဲချိုးနှိမ်မိတတ်ကြတယ်။ဒါကြောင့်မဆန်တဲ့တင်ကန်းစာယူလို့စိတ်နဲ့ဖို့ဆန်ဆန်စွန်စားလိုက်ပါ။ဖို့ဆန်မဆန်တဲ့ခံယူချက်နဲ့ပေါင်းသင်းဆက်ဆံခြင်းဖူဆန်စိတ်ကြီးသူတွေကခေါင်းဆောင်နေရာမျိုးနဲ့ရှေးဆောင်လမ်းများလောက်ရတာကိုမမောတဲ့ခေါင်းမဆောင်နဲ့ရှေးဥလုပ်ပြီးအမားတွေကိုခြေနဲ့စွာ ခံယူခြင်းကြတယ် လုံပိုင်ခွင့်အာနာလုံနိုင်ခွင့်ဩစာတွေကိုအင်မတန်လိုချင်တယ်။ပန်းနိုင်ကိုမရောက်မချင်းအတင်းလျှောက်လန်းကျင်တယ်။စန္ဒမူနာပြခြင်းစိတ်ကြီးတဲ့အတွက်လိုချင်တာမရရအောင်အတင်းလုံယူခြင်းကြတယ်။ပေါင်းသစ်ဆက်ဆံရေးမှာလည်းသူတို့ကဦးစီဦးဆောင်ဖြစ်ကြောင်းလူတိထင်ရှားလှုပ်ပြတတ်တယ်။အားလုံးရဲ့အာယုံဆိုင်မှုကိုမရရအောင်ဖန်တီးတတ်တယ်။မားစိတ်ကြီးသူတွေကြပြန်တော့အဖြစ်ခံဘဝမျိုးကိုတာရတယ်။ ကိုရောက်သူများတိုးတက်သွားနိုင်တာကိုကြည်ကြည်ပြူပြူဂျေနဲ့ကြတယ်။ခက်ခဲမှုတွေကိုတင်းပင်းစွမ်းအားနဲ့ဖြေရှင်းခြင်းနဲ့စွန့်စားမှုတွေကိုအတက်နိုင်ဆုံးရှောင်နိုင်သမျှရှောင်တယ်။မဖြစ်မနေရင်ဆိုင်ရမယ့်အနေရယ်စိတ်ကုန်မှုတွေကိုစုပေါင်းဖြေရှင်းနည်းနဲ့ဂိုင်တွေတက်ကြတယ်။အောင်မြင်မှုရလာခဲ့ရင်လည်းအကျိုးဆက်ရလက်ကိုမျှဝေခံစားတက်ကြတယ်။ဟိုစိတ်ကြီးသူတွေအနေနဲ့ကိုယ့်ရဲ့နေရာယူခြင်းစိတ်ကိုအဆုံးမရောက်အောင်ဒိန်းညီပါ။တင်းပင်စွမ်းရည်နဲ့ အားသာချက်တွေကိုအလေးထားပါဖြစ်လာသမျှအကျိုးဆက်တွေကိုခံနိုင်ရှိတိုင်းမလိုအပ်ပဲစွန့်စားမှုမလုပ်ပါနဲ့ကိုယ်အနေနဲ့မလောက်ပဲတက်ဆွမ်းနေပါစေဒုတိယအကြံဉာဏ်မျိုးကိုထည့်သွင်းသုံးသပ်ဆင်ခြင်ပါကိုယ်အရေးအချင်းနဲ့ဖန်တီးနိုင်မှုစွမ်းရည်တိုးတက်လာအောင်အဖွဲအစည်းနဲ့အတူတူကလုံခြုံစိတ်မျိုးမွေးမြူပါမားစိတ်ကြီးသူတွေအနေနဲ့ခေါင်းဆောင်နေရာကိုမကြောက်ပါနဲ့မဖြစ်မနေအခြေအနေမျိုးနဲ့ရင်ဆိုင်လာရရင်ရဲရဲဝံ့ဝံ့လက်ခံနိုင်တဲ့တတိမျိုးမွေးပါ မာစိတ်ကြီးသူတွေကပိုစိတ်ကြီးသူတွေတက်ဆိုင်ရင်နားထောင်ကောင်းသူတွေဖြစ်တာကြောင့်ကို့အရေးအသွေးတွေကိုကောင်းကောင်းအသုံးချပြီးရလက်ကောင်းထောက်အောင် ဖြေရှင်းပါပိုစိတ်မစိတ်ဟာယောက်ျားမိန်းမနဲ့မဆိုင်ပါဘူးယောက်ျားတယောက်မှာပိုစိတ်လည်းရှိနိုင်တယ်လို့မာစိတ်လည်းရှိနေပြီးသားပါ အနေနဲ့အများပမာဏကွာသွားတာပဲရှိတာပါဒါကလည်းအသုံးချတဲ့အပုံမူတည်ပြီး90 90မျှကြီးထားပြီးတွေးခေါ်လို့မဖြစ်နိုင်ပေမဲ့အခြေအနေ ကာလန်ဒေတာအလိုက်စိတ်နှမျိုးလုံးကို အထာကြကြဆရာကြကြတွေးခေါ်နိုင်ပါသည်လူတဘောလူမနောကိုလေလာသုံးသတ်တဲ့သူအနေနဲ့လဲတဖက်လူရဲ့စိတ်ကို ဝေဖန်နိုင်အဲ့ဒီပုဂ္ဂိုလ်ဟာဘိုးစိတ်ကြီးသူလားမားစိတ်ကြီးသူလားကွဲပြားအောင်ခွဲခြားတတ်ပါစေဒါမှသာသူတို့နဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာဆရာကြကြအထာရှိရှိတုံ့ပြန်နိုင်မှာဖြစ်ပါတယ်တဖက်သားရဲ့စိတ်ကို သိနိုင်ရင်ကိုယ့်ဘက်ကမပြိုင်ခင်ကတည်းကအနိုင်ရပြီးသားဖြစ်ပါတယ် မဆန်တဲ့စိတ်ထားကြောင့်ယောက်ျားကခံ냐နိုင်ပြီးဖူဆန်တဲ့အမှုအကျင့်ကြောင့်မိမကလှပနိုင်တာပါဆူဇန်ဆွန်တက်အခန်း7သုံးပြချက်ခိုင်မာခြင်းဘဝမဲ့စိတ်တဘာဝနိယာမအသက်ရှင်မှုအကြောင်းရင်းရှိနေသည်၍မသေးအောင်ကြိုးစားနေအောင်ပါပါဖရက်ဒရစ်နီချေမွေးရပါပြီစားခံစားသိစိတ်ကြောင့်အန်ဒီယေကနေတရိတ်ဆန်တွေရှောင်းနိုင်ကြတယ် လူတွေကြတော့ဆုံးဖြတ်ချက်အပေါ်ပဲအားထားကြရတယ်ဘဝမှာမလွဲမသွေ ကြုံတွေ့လာရမယ့်အခက်အခဲအတားအဆီးတွေကိုအသိစိတ်တတ်တဲ့အတတ်နိုင်ဆုံးရင်ဆိုင်ဖြေရှင်းကြရတယ်မရေရာမှုတွေများလာပြီးခက်ခဲမှုတွေရဲ့ဖိစည်းချက်တွေပုံကြလာရင် လူတိုင်းလူလူစိတ်ကကြကုန်တယ်ဥတီရမယ်ဖြစ်ကြရတယ်အပေါ်တတ်တော့မယ်ဆက်စဲအောက်ကိုဆွဲချခံလိုက်ရတယ်လို့မျိုးယုံထားဖို့အနိုင်နိုင်အခြေမခိုင်တဲ့ဘဝမျိုးမှာရင်နစ်စွာရှင်သန်ကြရတယ် ဘယ်လိုကြောင့်ဘဝစုံနဲ့အသက်ရှင်နေရပါလိမ့်မတရားတဲ့အဲ့ဒီအလုပ်ကိုဘာလို့များလုပ်နေမိပါလိမ့်ရှေ့ဆက်စရာလမ်းတော်မရှိတော့တာကိုဘာလို့များဆက်လျှောက်နေရတာလဲဘဝမှာမရေရာမှုတွေမတရားမှုတွေများလာပြီဆိုရင်ကိုယ်မှာခိုင်မာတဲ့ဆုံးဖြတ်ချက်တည်ကြည်တဲ့ရည်ရွယ်ချက်တေချာတဲ့ပန်းနိုင်မရှိသေးလို့ပါကြဆုံးမှုဆုံးရှုံးမှုနာကျင်မှုတွေကိုခံစားတွေ့ကြုံခဲ့ဘူးရင်အောင်မြင်မှုပြည့်စုံမှုတာယာမှုတွေကိုမမုန်းပါပါ ါပေမဲ့အောင်မြင်တဲ့အထိပြည့်စုံတဲ့အထိตาရနိုင်တဲ့အထိမကြိုးစားအာမထုတ်နိုင်သေးသေးရတော့ဘဝကောင်းတဲ့ရှင်သာနိုင်အောင်မှာမဟုတ်ပါဘူးပန်းတိုင်ကိုအရောက်လှမ်းဖို့တန်းပန်းတိုင်အထိမရောက်ရောက်အောင်ရှောက်လန်းကျင်စိတ်ရှိဖို့လိုပါတယ်စားကောင်းတောက်ဖွဲ့ကို စားနိုင်ဖို့တက်စားကျင်စိတ်ပြင်းပြဖို့ကအရေးကြီးပါတယ်အကြောင်းရင်းအသက်မွေးဝမ်းကြောင်းနဲ့အသက်မွေးဝမ်းကြောင်းနဲ့အလောက်အကန့်ရွေးစရာ အရင်ခေတ်တုန်းကတိုင်မရှိခဲ့ပါဘူးအချိန်ပြည့်အလုတ်တခုဒါမှမဟုတ်လာစားရတဲ့အလုတ်အကိုင်းလေးများရှိခဲ့ရင် အလုတ်ထွက်အလုတ်ပြောင်းမှုမပြောနဲ့အဲဒီယာဒူးလေးနဲ့တင်ဂျင်းနဲ့ပြီးတေးတပန်တတ်တဆုံလုတ်ခဲ့ကြရတယ်အလုတ်စဝင်ကလေးကစရီးယာဒူးနဲ့အလုတ်လုတ်ခဲ့တာအငိမ့်စားယူတဲ့အထိစရီးပဲကံကောင်းလို့မှသာယာဒူးတူးနဲ့ဂျုံရတယ်ရရွာကလူကြီးတွေမိသားစုတဲကတက်ကြအိုတွေ ဘုရားเจ้าကဓမ္မစရာဘုန်းကြီးเจ้าကเจ้าနိုင်တွေစီကနေဘဝအတွက်လိုအပ်မဲ့အကြံဉာဏ်ဟူသမျှကိုတောင်းခံပြီးတော့တလေးတစားလိုက်နာခြင်းဉာဏ်အားထုတ်ကြရတယ်။တည်ငြိမ်တဲ့ဘဝတစ်ခုရဖို့ကြိုးစားပန်းစားတည်ဆောက်ခဲ့ရရသလိုတည်ဆောက်ခဲ့ကြရသလိုရထားတဲ့ဘဝလေးမပြည့်စည်ပဲရေရှည်တည်တတ်နိုင်အောင်မနေကာကွယ်ရသေးတယ်။အကူအညီရဖို့ကလည်းမလွယ်ဘူး။ဒီနေ့ခင်မှာတော့အရာအလုံးကပြောင်းလဲသွားပါပြီ။ဒါပေမဲ့ အသက်ရှင်နေထိုင်ရေးအတွက်ရုန်းကန်ရတာက အတူတူပါပဲပို့ထူးသွားတာဆိုလို့နဂိုဒုံကတက်ပိုခက်ခဲချမ်းသာသွားတာပါနေ့စဉ်လူနေမှုဘဝမှာလူတန်းစီနေထိုင်မှုအရေးလိုအပ်ချက်တွေကအင်မတန်များပါတယ်ကိုအာမကိုကိုကိုအာမကိုမကိုးနိုင်ရင်ဘယ်သူကမှတနာပြီးတော့မကူညီပါဘူးလုံနိုင်ရင်လုံမလုံနိုင်ရင်နောက်မှခြံခံရမှာပါအရင်နှီးဆုံးဆိုတဲ့မိဘတွေရဲ့အကြံဉာဏ်တွေတောင်မှအသုံးမချနိုင်တော့ပါဘူး မတိယုံတမဲရှင်နိုင်ယုံလောက်နဲ့သူတို့စီကအကူအညီယူရတယ်။စိန်ခုံမှုပြိုင်ဆိုင်မှုတွေအင်မတန်များလာတော့လမ်းရိုးကြီးလျှောက်ဖို့မကြိုးစားတော့ဘူး။ပြောင်းလဲနေတဲ့ခေတ်ကာလရဲ့သဘာဝအတိုင်းအလုပ်လုပ်ရင်တော့တမျိုးပြီးတမျိုးပြောင်းလဲကြရတယ်။တနေရာပြီးတနေရာရွှေ့ပြောင်းကြရတယ်။တရောင်နဲ့တရောင်ပြောင်းလဲပြီးတော့ပေါင်းသင်းဆက်ဆံကြရတယ်။အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုတည်းကိုပဲစိတ်နှစ်ပြီးလုပ်မဲ့အတွေးမရှိတော့ဘူး။အလုပ်များများလုပ်နိုင်မှာ ဘဝကောင်းစားမယ်လို့တွေးထင်လာတယ်။ရှေ့ရူးလမ်းစဉ်တွေကအတားအဆီးအပေအပင်များတယ်လို့သတ်မှတ်လိုက်တယ်။တချို့ကြပြန်တော့အပြောင်းလဲများတာကိုကြောက်ကြတယ်။ဗယံမတာဖြစ်နေတဲ့ဘဝမျိုးကိုလန့်နေကိုဘဝကောင်းစားရေးတဲ့တည်ငြိမ်ရင်ပြီးတာပဲလို့တွေးလိုက်ပြီးကောင်းလဲမကောင်းဆိုးလဲမဆိုးတဲ့အလုပ်လောက်နဲ့တင်းဂျင်းနဲ့စိတ်မွေးလိုက်ကြတယ်။ရှေ့ရူးကြီးလမ်းစဉ်ကိုလိုက်နာခြင်းလို့တော့မဟုတ်ပါဘူး။မြောက်တိုက်ကိုင်းလို့မှဖြစ်တဲ့အတွက်ကြောက်တဲ့စိတ်နဲ့တင်းစွန့်စားရမှာကိုကြောက်သွားတာမျိုးပါ။ လူမှုကွန်ရက်ခစ်ကြီးရောက်လာတော့အခွင့်အလန်းအစ်စ်တွေရှိလာတယ်။မတူညီတဲ့အသက်မွေးဝမ်းကြောင်းနယ်ပယ်တွေစုံလာတော့အလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းလဲကြတယ်။ဒါပေမဲ့ဘလောက်ပဲအလုပ်ပြောင်းလဲပါစေမလုံလောက်နိုင်ဖြစ်နေတယ်။အိပ်ပေါက်ဖားကောက်သလိုခစ်ကာလာကြီးရဲ့ဝါမျိုးမှုကအင်မတန်နှက်ရှိုင်းလို့တော့ကိုကြိုးစားသလောက်မပေါင်းမြောင်းနိုင်ပဲရှေ့မဆက်နိုင်ပဲဖြစ်ကြရတယ်။ခစ်ကြီးကလိုက်မမီနိုင်လောက်အောင်ပြောင်းလဲနေတော့ အလုပ်တွေဘယ်နှခုလုပ်နေပါစေလက်ရှိလုပ်နေတဲ့အလုပ်အပေါ်အားရချင်တဲ့စိတ်မရှိနိုင်တော့ပါဘူးအလုပ်ကောင်းပဲပူရခြင်းပူလိုခြင်းသွားတယ်လက်ရှိလုပ်နေတဲ့အလုပ်အပေါ်စိတ်ပြက်လာတယ်စိတ်လိုလက်ရမဖြစ်တော့အလုပ်အပေါ်ခိုကက်ခြင်းစိတ်ပေါက်လာတယ်စေတနာတွေကမွဲကုန်တယ်အလုပ်လုပ်ရမှာကိုပြင်းရှိလာတယ်အားမလို့အားမရစိတ်အမြဲဖြစ်နေတော့အလုပ်ထက်ခိုကက်ဖို့လောက်ပဲစိတ်စောတန်သွားကြတယ်အလုပ်မှာခိုကက်ပြီးတော့မလုံမလဲစိတ်ဖြစ်လာပြန်တယ် မလုံစိတ်တွေများလာတဲ့အခါမှာအာငယ်စိတ်တိမ်ငယ်စိတ်ပေါက်လာပြီးစိတ်ဓာတ်တွေကကျလာတယ်အလုတ်ပြောင်းလို့ရအောင်လဲမလွယ်လုံနေရတဲ့အလုတ်အပေါ်မှာလဲစိတ်မပါနဲ့ဖြစ်တည်မှုဘဝအပေါ်စိတ်ကုန်လာတယ်ရည်ရွယ်ချက်တွေကင်းမဲ့သွားတယ်ရည်မှန်းချက်အကောင့်ထဲပေါ်ဖို့အကြောင်းမရှိတော့ဘူးအဲ့ဒါနဲ့တင် အသက်ရှင်မှုအကြောင်းရင်းမရှိတလို့ဖြစ်သွားတယ်နောက်ဆုံးတော့စိတ်ဖိအားများသွားရင်းကနေဘဝအတွက်တောကများရပြန်တယ် ရွေးချယ်စရာအခွင့်အလမ်းတွေရှိလာရင်တော့ရွေးချယ်ဖို့အတွက်တတိမရှိတော့တဲ့အထိအရှုံးသမားဖြစ်သွားတယ်။လက်ရှိလောက်ကိုင်းနေတဲ့အလုံးမှာကိုကတ်တာများသွားတော့တာဝန်ဝတ်တရားတွေအလုတ်အကျွေးတွေများလာတယ်။အလုတ်ကျွေးတွေကိုအပီးတိုင်းအပြတ်ဖြတ်ဖို့ဘလောက်ပဲကြိုးစားလုပ်ပါစေအကျွေးနုံထဲကနေယုံထွက်ဖို့အားမရှိတော့တဲ့အဆုံးဘဝကြီးကလမ်းပြောင်းသွားတော့တယ်။လွတ်မြောက်နေဘယ်သူမှအကြောင်းမဲ့တေဖို့ရာတွေးမှမဟုတ်ပါဘူး။ လူမိုင်းအတ္တကြီးကြတာမျိုးရှင်ញင်ကြရှင်ញင်ကြမှာပါတည်ရည်ရှင်ရည်ကစိတ်နဲ့ပဲဆိုင်တာတော့မဟုတ်ပါဘူးဘဝတစ်ခုလုံးနဲ့ဘဝအပေါ်တက်ရောက်လာတဲ့ပတ်ဝန်းကျင်ဖိအားတွေနဲ့လည်းဆိုင်ပါတယ်ဘာပဲဖြစ်ဖြစ်အသက်ရှင်ဖို့အတွက်အကြောင်းပြချက်မရှိတော့ရင်တော့အသက်ဆက်ရှင်နေဖို့လိုပါတယ်စိတ်နှလုံးသားထဲမှာဖြစ်ပျက်နေမဲ့စိတ်ဖိအားတွေပြင်ပအာယုံတွေကတိုက်ရိုက်ထိုးနှက်လာမဲ့ဖိအားတွေအသက်ရှင်ရေလုံနေသေးတဲ့လုပ်ငန်းဝင်ကအလုပ်ဖိအားတွေ လူမှုဝန်းကျင်ဆက်ဆံရေးကပေးလာမဲ့လူမှုဖိအားတွေအားလုံးရဲ့တက်ရောက်မှုက ကိုယ်စိတ်အပေါ်မူတည်ပါတယ်။စိတ်ဓာတ်အကြီးအကျယ်ကျနေပါစေ။ဝမ်းနဲ့ကြည်ကွဲနေရပါစေ။အခြေအနေက အဆုံးတိုက်ရလောက်အောင်မဖြစ်သေးပါဘူး။ဆုံးရှုံးမှုတိုင်းမှာအကြီးမားဆုံးသော ဆုံးရှုံးမှုအဆင်ဟာလူအသက်ပဲဖြစ်ပါတယ်။ဒါကြောင့်အသက်ရှင်နေသည်၍မဆုံးရှုံးသေးပါဘူး။ဘဝအတွက်ရည်မှန်းချက်တစ်ခုတည်ဆောက်ဖို့တွေးမယ်ဆိုရင်အရင်ဆုံး ရှင်သာလူစိတ်ကိုမွေးမြူနိုင်မှုလိုပါတယ်။ကိုဘွားမှာအလိုအဆုံဘာဖြစ်မလဲဆိုတာကိုတခြားစိတ်တွေမတွေးမိခင်အရင်ဆုံးတွေးကြည့်ပါ။ငါဘာလိုချင်တာလဲ။ငါဘာလိုအပ်တာလဲ။ငါဘာဖြစ်ချင်တာလဲ။ငါဘာဖြစ်တင်တယ်လဲ။ငါဘာဖြစ်ရင်ကောင်းမလဲ။အစင်စင်အချင်းယူတွေးကြည့်ပါ။အကြောင်းအောင်မျိုးမျိုးကြောင့်နာကျင်မှုကြေကွဲမှုဝမ်းနည်းမှုယူကျုံမရဖြစ်မှုစသဖြင့်စိတ်တက်ကြစေမယ့်စိတ်ပြားတွေကိုခံစားနေရမှာပါ။ ဒါပေမဲ့ခဏလောက်အချိန်တကူပေးပြီးတော့တွေးကြည့်လိုက်ပါလိုအပ်နေတဲ့လွတ်မြောက်လမ်းပေါ်လာပါလိမ့်မယ်အဆင်ပြေတင့်တော်တဲ့အရာတွေကိုထိတ်တိုက်တွေ့ဘူးကြုံဘူးလိမ့်မယ်ကို့အတွက်ခက်ခဲလှကြည်လားစိန်ခုံးမှုများလှကြည်လားပင်ပန်းလှကြည်လားအတွေ့များနေစရာမလိုပဲကောက်ကာငင်ကလှုပ်ပြီးခြေနဲ့နိုင်တာမျိုးကိုရေရိုရေရှိတွေးပြီးတော့ပူစရာမလိုခဲ့တာတွေကို ပြန်တွေးပါကိုအစဉ်ပြေတဲ့အချိန်တွေကိုပြန်တွေးခြင်းကကိုနဲ့အကိုက်ညီဆုံးအဖြစ်ကိုစစ်ထုတ်ခြင်းပဲဖြစ်ပါတယ်။အခရတဲ့ အစဉ်ပြေဆုံးကိုရွေးချယ်ပါကိုနဲ့ကွက်တီဖြစ်မဲ့အရာမျိုးကိုလှုပ်ပါဘဝဆိုတာကစိန်ခေါ်မှုများပါတယ်လူနေမှုအတိုင်းအမြုံထဲမှာရှင်တန်ရတာကအင်မတန်ခက်ခဲပါတယ်ဒါပေမဲ့ငယ်ဘဝကစလို့အခုလက်ရှိအချိန်အထိကြာမှာကိုအတွက်အစဉ်ပြေပြီးကိုနဲ့လည်းကြိုက်တဲ့အလုံမျိုးတစ်ခုမဟုတ်တစ်ခုကြုံမှုလှုပ်ဘူးခဲ့ကြုံမှုလှုပ်ဘူးခဲ့လိမ့်မယ်သူများအကူအညီမလိုအပ်ပဲကိုအားကိုကိုတိုင်းအားကိုလိုရခဲ့တဲ့အချိန် အခအတန်အလုတ်အကိုင်းစသဖြင့်ပေါ့လူတွေရဲ့ဝေဖန်မှုအပြစ်တင်မှုကဲရဲမှုတွေကအတန်နိုင်ဆုံးရှောင်နိုင်ခဲ့တယ်ကိုကိုကိုလည်းယုံကြည်မှုအပြစ်အဝါဓာနိုင်ခဲ့တယ်အောင်မြင်မှုရလက်ကြီးကြီးမားမားမရပေမဲ့လည်းစိတ်ချမ်းသာကိုချမ်းမှလုံနိုင်ကိုင်းနိုင်တယ်စိတ်ဆင်းရဲမှုမရှိတလောင်းနေပါခဲ့ပြီးတည်ငြိမ်တဲ့အခအတန်ရဘူးခဲ့တာကိုလည်းပြန်အခြေခံပြီးစိတ်ခွန်အားလူခွန်အားပြန်မွေးမြူပါစိတ်ချမ်းသာရင်ကိုချမ်းပါလာပါလိမ့်မယ်အောင်မြင်မှု နယ်ပယ်ဆုံးအတုံးချလို့ရနိုင်တဲ့အရေးအချင်းတွေရှိနေခြင်းကအောင်မြင်မှုတော့ချက်ပဲဖြစ်ပါတယ်။ပညာဆိုတာကတမျိုးတည်းကိုပဲလေ့လာရတာမဟုတ်ပါဘူး။အခြေခံမှသည် အမြင့်ဆုံးအထိဆက်ဆက်သမျှအစီအစဉ်အတိုင်းစစ်စစ်ပေါက်ပေါက်စူးစမ်းခြင်းဖြစ်ပါတယ်။အရေးအချင်းဆိုတာအခုလိုစူးစမ်းထားချက်ကနေကိုယ့်ရဲ့ကိုင်းကြီးကိုယ်နဲ့ကိုင်းကြီးရဲ့အချင်းတကူတိဆောက်ရယူခြင်းမှာအချိန်နဲ့အရင်အမြင့်တွေအများကြီးပေးဆက်ပြီးမှ အတုံးကြတဲ့အတုံးချအရေးအချင်းကိုလေ့ကျင့်နိုင်တယ်။ပညာကိုတပတ်ကံကတမ်းမြောင်နိုင်အောင်လေ့လာလို့မရပါဘူး။အကြောင်းရင်းကဘယ်နယ်ပယ်ကဘလို့ပညာကြီးပဲဖြစ်နေပါစေလူမှုလောကကနေတဘာဝလောကအထိနေပယ်ဆုံးနဲ့ချိတ်ဆက်နေလို့ပါ။ဒါပေမဲ့အလုပ်ကိုတော့တဖက်ကန်းကကြိုးစားတဖက်ကန်းမြောက်အောင်ကြိုးစားလို့ရပါတယ်။တက်မြောက်ထားတဲ့အရေးအချင်းကို အခြေခံပြီးကိုယ့်အတွက်အသုံးချအောင်အသုံးချတတ်ဖို့ပဲလိုတာပါ။ အဲ့ဒီလိုအတုံးချအောင်အဲ့ဒီလိုအတုံးချအောင်လုပ်ရဖို့ကခက်ခဲတဲ့အတွက်လေးချင်မှုအားကောင်းသူတွေအတွက်အထူးပူပင်စရာမလိုပါဘူးကိုဘဝအတွက်လည်းအောင်မြင်မှုအနည်းနဲ့အများရှိမှာပါစိတ်တက်ကြပြီးစိတ်ခွန်အားတွေစုပ်ယုပ်နေခဲ့ရင်ကိုယ့်အရေးအချင်းနဲ့အတိတ်ကအောင်မြင်မှုတွေအတုံးချအောင်အတုံးချတက်ခဲ့မှုတွေကိုပြန်အောင်မိပြီးတော့ပိုကောင်းတဲ့အနေအထားတစ်ခုပြန်ရောက်နိုင်အောင်ယုံထမယ်ဆိုတဲ့နှလုံးသွင်းမှုနှလုံးသွင်းမှုမျိုးနဲ့ယုံထပါ လှုပ်တက်နေတဲ့၍လှုပ်ရဲရင်ရနိုင်ပါတယ်လိုအပ်ချက်ဘဝမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်ကိုယ်အတွက်လိုအပ်ချက် ကိုမိခိုနေတဲ့သူတွေရဲ့လိုအပ်ချက် ကိုအပေါ်မိခိုနေတဲ့သူတွေရဲ့လိုအပ်ချက်ကိုတာဝန်ကိုတာဝန်ယူထားရတဲ့သူတွေရဲ့လိုအပ်ချက်အစသဖြင့်လိုအပ်ချက်တွေက ဖြည့်ဆည်းလို့မနိုင်လောက်အောင်ကိုအင်မတန်များပါတယ်လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းနိုင်မှုဆိုရင်ဖျားလို့အစွမ်းတကူရှိမှရမှာပါ လူသားမှန်အနေနဲ့ကတော့အတိုင်းအတာတစ်ခုအထိပဲလိုအပ်ချက်တွေကိုပြေဝအောင် လုပ်နိုင်လိမ့်မယ်။အတိတ်မှာပြည့်မီခဲ့ဘူးတဲ့လိုအပ်ချက်ကို ပြန်အောင်မိပြီးတော့အဲ့ဒီလိုအပ်ချက်တွေပြန်အောင်မိပြီးအဲ့ဒီလိုအပ်ချက်တွေဖြည့်ဆည်းဖို့ကိုယ့်အနေနဲ့ဘလောက်တောင်ပေးဆက်ခဲ့ဘူးလဲ။ကိုယ့်ရဲ့စွမ်းဆောင်ရည်ဘလောက်တောင် ရှိခဲ့ဘူးလဲ။အခုအနေနဲ့အဲ့ဒီလိုစွမ်းဆောင်ရည်မျိုးပြန်လုပ်နိုင်မှုကိုယ့်မှာဘာလိုအပ်ချက်တွေရှိနေလို့လဲ။တေချာလေးတွေးကြည့်ပါလိုအပ်ချက်ကိုမြင်ရင်အင်းနိုင်အားတိုင်း ဖြည့်စည်းခြင်းစိတ်ပေါက်စေနိုင်တဲ့အကြောင်းရင်းကောင်းပဲကြံပါတော့တယ်။အလုတ်ကောင်တစ်ခုအတွက်အကြောင်းပြချက်ကောင်းမလို့ပါဘူး။ကိုယ်အတွက်တကယ်ပဲအကျိုးဖြစ်မဲ့အလုတ်ဆိုရင်အချိန်စွဲစရာမလိုပဲအချိန်စွဲနေစရာအကြောင်းမရှိတော့ဘူးလိုအပ်ချက်ကိုမြင်အောင်ကြည့်လုံနိုင်တဲ့လောက်ကြိုးစားလုပ်ပါ။တာယာမှုကိုမွေးထားတဲ့ကလေးကိုကိုယ်တိုင်ပြန်တက်မိတဲ့မိဘတွေရှိပါတယ်။ချစ်တယ်လို့သာ ပြောနေကြပါပဲ တကယ်တမ်းမြက်ကန်းချစ်တွေ့တာကြတာကြောင့်ကလေးရဲ့အလိုကိုလိုက်ပြီးအကြိုက်ဆောင်တက်ကြပါတယ်။အဲ့ဒါနဲ့တင်ခက်ခဲမှုဆိုတာနဲ့မတရားမှုဆိုတာကိုကလေးတွေကလေးကနားလည်ခွင့်မရခဲ့တော့ပျက်စီးတော့တာပါပဲ။ကိုကိုကိုပျက်စီးအောင်ဖြန့်နိုင်တာကလည်းကိုယ်တိုင်ကလွယ်ရင်ဘယ်သူမှမစွမ်းနိုင်ပါဘူး။ကိုစိတ်ကိုမနိုင် ကိုစိတ်ကိုမနိုင်လှုပ်ချင်တိုင်းလှုပ် စိတ်အလိုလိုက်မိရင်မိုက်မဲရကြသွားပါလိမ့်မယ်။ လူတွေကဘာပဲလုပ်လို့အလွယ်လမ်းကိုလိုက်တက်ကြပါတယ်ခက်ခက်ခဲခဲပင်ပင်မမှန်လှုပ်ရတာကိုမုံတယ်လွဲကူရိုးစင်းတဲ့အလုတ်ကူမှရွေးလှုပ်ချင်ကြတယ်ခက်တဲ့အလုတ်ဆိုရင်မတတ်မတာမဖြစ်မနေအခြေအနေရောက်မှလှုပ်လေရှိကြတယ်ဖြစ်ကျင်တော့လောကကြီးကထင်တဲ့လောက်လွဲကူမနေပါဘူးအင်မတန်ရက်ဆက်ပြီးတော့အင်မတန်ခက်ခဲပါတယ်ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာကောင်းစားခြင်းရင်တော့ခက်ခဲကြမ်းတမ်းတဲ့အလုတ်မျိုးကိုတန်မိုးထားလှုပ်တတ်တဲ့စိတ်ဓာတ်ရှိနေဖို့မဖြစ်မနေလိုအပ်ပါတယ် အလွယ်လန်းလိုက်တာယာခြင်းနေတာယာခြင်းနေတဲ့၍တော့ဘယ်တော့မှကောင်းစားနိုင်မှာမဟုတ်ပါဘူးအကြောင်းအမျိုးမျိုးကြောင့်အလွယ်လန်းလိုက်ပြီးတာယာနိုင်တဲ့သူတွေရှိပါတယ်ခက်ခဲမှုဆိုတာကိုတို့ဘဝမှာနားလေစရာမလိုခဲ့ပဲတာယာနိုင်ကြတာဘာလို့လဲတရားသောလောကကြီးဆိုတာစိတ်ကူးရင်ဆန်တဲ့အတွေးပါ လောကကြီးကိုတရားမျှတဖို့တွေးနေသေး၍အလုံးမဖြစ်ပါဘူးတာတာယာယာနဲ့အစီအနှစ်တွေကိုခံစားခွင့်ရနေသူတွေရဲ့အနောက်မှာ ခက်ခက်ခဲခဲစူးစမ်းနေတဲ့သူတွေအများကြီးပါပဲလူတွေရဲ့ကြည်နိုင်မြင်နိုင်စွမ်းကတာယာသူတွေလောက်ပဲဖြစ်ပြီးသူတို့နောက်ွယ်ကခက်ခက်ခဲခဲလှုပ်ပေးနေရတာကိုမတိမမြင်တတ်ကြပါဘူးဘဝမှာလွယ်လွယ်ရတဲ့အရာဆိုလို့အတုံးမချမှုတွေပဲရှိပါတယ်စင်ကြီးအကြောင်းရှိမှအကျိုးဖြစ်တာပါအကြောင်းမကောင်းတဲ့၍အကျိုးကောင်းနိုင်မှာမဟုတ်ပါဘူး ဘာပဲလုပ်လို့ရလက်ကောင်းတစ်ခုမရနိုင်ဘူးဆိုရင်အကြောင်းအရင်းကတလွဲဖြစ်နေလို့ပါပဲယုံကြည်မှုရှိမှအလုပ်တစ်ခုပြီးမြောက်နိုင်တယ်လို့လူတွေကတလွဲထင်နေတတ်ကြပါတယ်တကယ်တော့အလုပ်ပြီးစီအောင် လုပ်နိုင်မှုရည်တန်စိတ်ပဲလိုအပ်ပါတယ်ယုံကြည်စိတ်ဆိုတာက အလုပ်လုပ်ဖို့အကြောင်းပြတဲ့စိတ်ပါရည်တန်စိတ်ဆိုတာက အလုပ်ကိုပြီးအောင်လုပ်ဖို့ရှေ့ရှုတဲ့စိတ်ဖြစ်ပါတယ်စင်ကြယ်တဲ့အလုပ်လုပ်လို့မရပါဘူး အဖြေရလမှာအကြောင်းပြချက်ကောင်းရှိနေပါပြီစင်ကြေနဲ့အလုံးလုံနေသေး၍အလုံးပြီးမှမဟုတ်တလို့အသက်ရှင်မှုအကြောင်းရှာနေသေး၍ဘယ်အလုံးမှလုံဖြစ်တော့မှာမဟုတ်ပါဘူးအသက်ရှင်အောင် လုံနေရင်ပဲအကြောင်းအသက်ရှင်အောင်လုံနေရင်ပဲအကြောင်းအရင်ကောင်းကောင်းရှိနေပါပြီဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖပြခဲ့တဲ့လူတဘောလူမနောစာအုပ်အပိုင်း30ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ ဇိုးနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်တွေအသွေးသွေးနဲ့ကတ်သုံးပါရမအမြန်ဆုံးကြော်လွှားနိုင်ပြီးတော့ငြိမ်ချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ